ငလင်ကြောင့်ပျက်စီးသွားတဲ့နေရာ6ခုရှိတယ်။မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှိပိုင်းနဲ့နေပြီးတော့ပေါ့ဗျာစုစုပေါင်း6ခုပေါ့နော်။ရှမ်းပြည်နယ်အရှိမြောက်ပိုင်းနဲ့နေပြည်တော် မန္တလေးတိုင်းအောင်မြေတာဇံမြို့နယ်စကိုင်းဘီလာကွန်ဒိုပြိုကျအလမ်းမင်္ဂလာပါခင်ဗျာကျွန်မရဲ့ရေချမ်းမတ်ကျလာပါတယ်ကျွန်တော်ရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းမတ်တယ်တန်တူတန်ကောင်းတယ်ကိုတန်ဆက်ပေးနေတာပါကျွန်မရဲ့ရှင်နေလည်းကိုနိုင်စကိုင်းဘီလာဘိုက်ကနေကြာပင်လည်းကမတူခံနေရနေ့တိုင်းတောင်းဆိုရှင်ပါခင်ဗျာအခုရုံလောင်ကိုလောင်တွေ့ရှိတာပြီးတော့ 43ယောက်ကိုအသက်ရှင်လျက်ကဲထုတ်ထားနိုင်တယ်အခုမန္တလေးမှာစကိုင်းဘီလာကွန်ဒိုပြောကြတာဒါတော်တော်လေးကိုနာမည်ကြီးပါတယ်လူပေါင်း43ယောက်ကိုကဲဆယ်ထားနိုင်ပြီးတော့အလောင်း9လောင်းကိုတွေးရှိထားတယ်ပေါ့နော်အလောင်း9လောင်းကိုတွေးရှိထားတယ် အစိုးရရဲတော်ရဲ့အမျိုးသမီးဖြစ်တဲ့မိသားစုဝင်တွေအဲ့ဒီစကိုင်းဗီလာကွန်ဒိုပြိုကျမှုမှာရှာမတွေ့သေးဘူးပိတ်မိနေတယ်တဲ့နော်အဲ့ဒီစကိုင်းဗီလာကွန်ဒိုမှာတော်တော်များများကို ပိတ်မိနေပါတယ်အဲ့ဒီစကိုင်းဗီလာကွန်ဒိုပြိုကျမှုမှာဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာနဲ့မိသားစုဝင်များသိဆုံးခဲ့တယ် စိန်တိုက်ပိုင်ရှင်နဲ့မိသားစုဝင်တွေတည်ဆုပ်ခဲ့တယ်ဟုတ် စကိုင်းဗီရာကွန်ဒိုမှာပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ပေးဖို့အတွက်အကူအညီတောင်းတတွေကိုအပြင်ကားတောင်ကြားနေရတယ်အကူအညီတောင်းတဲ့အတန်တွေကိုအပြင်ကားတောင်ကြားနေရပါတယ်နော်ပြိုကျတဲ့ပမာဏဟာအင်မတန်မှကြီးတယ်ဆက်ရန်တရားကြီးနေတဲ့ကဲမှရမယ်ပေါ့နော် စကိုင်းပြည်လာပြူကြတာတတော်ကို ကြီးတယ်ဗောနော်ဆက်ရန်ရာကြီးနေကယ်မရအထဲမှာပိတ်မိနေတဲ့သူတွေကကယ်ဆယ်ပေးဖို့အတွက်အော်ဟစ်တောင်းဆိုတဲ့အတန်ကြီးကအပြင်အထောင်ကြားနေရတယ်အဲ့ဒါကိုအစိုးရတာဝန်ယူထားတဲ့စစ်ကောင်စီတပ်ကဘာလုပ်နေရလဲဖို့တို့ဝိပပြည်သူတွေစဉ်းစားကြည့်တဘာဝဘေးအန္တရာယ်ကြောင့်တွေးတာမဟုတ်ဘူး အချိန်နဲ့တပြေးညီကဲစည်ရီတွေမလုံနိုင်လို့လူနာတွေကိုစေကူတာမှုတွေမပေးနိုင်လို့တေးကြတာရိုးရိုးသားသားတေးတာမဟုတ်အမှန်ဆိုလို့ရှိရင်ကိုဗစ်ကာလတုန်းကရောရေဘေးတုန်းကရော လေဘေးတုန်းကရောအခု ငလင်ပေးပါရောဒကမာကြီးတော်အောင်ဆန်းသူကြီးအုပ်ချုပ်တဲ့အစိုးရသားရှိခဲ့မယ်ဆိုရင်ဘလောက်ကောင်းနိုင်မလဲဟမ်ဘုလို့ချိန်ဆိုနိုင်ငံတကာကအကူအညီတွေရောက်နေပြီနိုင်ငံတကာကကယ်ဆယ်ရေးတွေရောက်နေပြီပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်းနှီးစက်ရအကုန်လုံးဝိုင်းပြီးတော့ကူညီကြမှာဆက်ရန်တရားတွေနဲ့ရောကျမ်းမာရေးဝန်ထမ်းတွေရော လူမှုကယ်ဆယ်ရေးဝန်ထမ်းတွေရောအခုကြည့်လေစကိုင်းဘီလာ ကိုတို့မှာကယ်ပေးဖို့အတွက် all hit တောင်းဆိုတဲ့အတန်ကြီးအပြင်ကတော့ကြားရတယ်အချိန်နဲ့တပြေးညီမကင်နိုင်ဘူးကယ်ဖို့အတွက်ဆက်ရန်တရားကြီးတွေအကြီးကြီးတွေလိုတယ်ဘာမဲ့လဲစစ်ကောင်စီစစ်တပ်ကအဲ့ဒါကယ်တာဒါကြောင့်စစ်ကောင်စီစစ်တပ်ရဲ့ညံ့ဖျင်းမှုကြောင့် စစ်ကောင်စီစစ်တပ်ရဲ့အချိန်မီမကယ်တဲ့အတွက်ကြောင့်အသက်ဆုံးရှုံးသွားရတဲ့ပြည်သူတွေမနေဘူးပဲမနေဘူးပဲနော်အဲ့ဒီမန္တလေးစကိုင်းပြည်လာကိုတိုစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်နေတဲ့အောင်မြင်သူကော်ပိုရီကတိဆောက်ခဲ့တာ တကယ်ဆိုရင်ကိုနိုကြီးကအစ်စ်ကြီးပဲဒီလောက်ထိရုပ်ပြက်ဆင်းပြက်ကြီးပြိုစရာအကြောင်းမရှိဘူးဗျာပြောချင်တာကခိုးလို့ပြိုတာပေါ့နော်ခိုးလို့ပြိုတာအဲ့ဒီစကိုင်းမီလာကိုတို့ကိုစောက်လုပ်ခဲ့တဲ့အဓိကကုမ္ပဏီကအောင်မြင်သူကုမ္ပဏီအဲ့ဒီကုမ္ပဏီကိုချုပ်ကောင်ထားတာကစောက်လုပ်ရေးဝန်ကြီးဟောက်ဦးကျော်လွင်နော် ကိုန်တို့က၁၁ထက်၃တွဲရှိတာတတွဲတည်းမဟုတ်၁၁ထက်၁၁ထက်၃တွဲရှိတာနှစ်တွဲကလုံးဝကိုပြိုကျသွားတယ်ဘောတို့ဝိဘပြည်သူတွေအဲ့ဒါဖြစ်တင်လာစဉ်းစားကြည့်နှစ်တွဲကလုံးဝကိုပြိုကျသွားတာတတွဲကကျတော့၁၁ထက်ကို၇ထက်ပဲမြေကြီးပေါ်မှာကျန်နေခဲ့တယ် လေးတက်ကမြေထဲကိုဝင်သွားတယ်ဘယ်တော့ရင်နာစရာကောင်းတဲ့ဖြစ်ရည်ဒီလေဗျာတကားတယောက်ဆိုရင်ကျွန်တော်အမိနဲ့တမီလေးနှစ်ယောက်ရဲ့အလောက်ကိုတဲထုတ်ကူပေးကြပါအောင်ဗျာကဲစကိုင်းဗီလာကိုတို့မှာကျွန်တော်အမိနဲ့တမီလေးနှစ်ယောက်ရဲ့အလောက်ကို ကယ်ထုတ်ပေးကြပါဗျာဆိုပြီးတော့တပီးလေးနှစ်ယောက်ရဲ့အဖေမိခင်တစ်ယောက်ရဲ့တားဟာ Facebook ပေါ်မှာအကူအညီတောင်းခံခဲ့တာကျွန်တော်အမေနဲ့တမီးလေးနှစ်ယောက်ရဲ့အလောက်ကိုတဲထုတ်ပေးကြပါဗျာတဲ့ဘလောက်ဝမ်းနေစရာကောင်းလေအဲ့ဒီစကိုင်းဗီလာကိုတို့ပါသူ့အမေနဲ့တမီးလေးနှစ်ယောက်ပါသွားရှာတယ်ဗျာ စ်ကောင်စီရဲ့ပြည်သူပေါ်မှာအချိန်မီမကယ်ဆယ်နိုင်တဲ့အတွက်ကြောင့်မကယ်ဆယ်ပေးတဲ့အတွက်ကြောင့်အခုလိုသေချာရတယ်အချိန်ပြီးစိတ်ကူးသားမှုတွေမပေးတဲ့အတွက်ကြောင့်ပြည်သူတွေအများကြီးသေချာရတယ်เนาะဒါစကိုင်းဘီလာဟောကိုတို့မှာပေါ့เนาะဒါကြောင့်တဘာဝဘေးဆိုတာထက်အချိန်မီမကယ်လို့ ပြည်သူကိုဂယုမဆိုင်လို့ပိတ်မိလို့သေတာတွေကများတယ်ဗျာနောက်တစ်ခုကငလင်လှုပ်မှုကြောင့်မြန်မာနိုင်ငံတဝန်းမှာဗလီပေါင်း90နီးပါးလောက်ပြိုကျတယ်မွ슬င်တွေလည်းအများကြီးသေကြတယ်ကန့်ဆိုးတာက တောက်ကြနေမှာမိုးစလင်းဘာသာဝင်နေဖះရှိခိုးတဲ့အချိန်ပေါ့တောက်ကြနေတောက်ကြနေမှာငလှင်လှုပ်တယ်ပြီးတော့မိုးစလင်းဘာသာဝင်ကြီးရဲ့ဥပုံနေဥပုလလည်းဖြစ်တယ်ဥပုလလည်းဖြစ်တောက်ကြနေဖះရှိခိုးတဲ့ရက်လည်းဖြစ်တဲ့အချိန်မှာငလှင်လှုပ်တာဗလီ90ပြူကြတယ်ဆိုတော့အဲ့ဒီဗလီ90ပြူကြမှုမှာနော် ဖျားရှိခိုးတွေမူဇလင်ဘာသာဝင်ပေါက်300နီးပါးတည်ဆုံတယ်ဒါဆိုင်ရင်အကုန်မဟုတ်သေးဘူးဆိုင်ရင်အကုန်မဟုတ်သေးဘူးမူဇလင်ဘာသာဝင်ပေါက်300နီးပါးတည်ဆုံတယ်မန္တလေးအမြောက်တန်းဗလီမှာပြိနေတာတွေအများများတယ်နော်တော့ရွှေဘုံချိန်ဗလီမှာလည်းပဲပြိနေတာတွေအများများတယ်အခုချိန်ဒီကဲဆယ်ကြီးမလုံနိုင်သေးဘူးကဲ ဒါအစိုးရတည့်ရက်တွေနဲ့ဖြစ်တဲ့လားအခုမင်းရောက်လိုက်စစ်တပ်က2021ခုနှစ်မှာအတေးအဓမ္မအာဏာသိမ်းပြီးတော့အစိုးရတက်လုခဲ့တယ်အစိုးရနဲ့တူတဲ့တန်နဲ့ပြည်သူ့ပေါ်မှာကယ်ဆယ်ရေးတွေစောင့်ရှောက်မှုတွေဘာတွေများလုပ်ပေးခဲ့တယ်ဟမ်ကိုဗစ်တော့ကလည်းကိုဗစ်မလို့မောခမုံတိုင်းတော့ကလည်းမောခမုံတိုင်းမလို့ရေဘေးတော့ကလည်းရေဘေးမလို့ အခုဂလင်ဘေးမှာလဲကြည်လေဟိုတို့ဝိပပီသူတွေမြမတိုင်းကပါစစ်တပ်ကအခုကယ်ဆယ်ရေးတွေလုပ်တာမြင်သလားအမှန်ဆိုရင်လေရင်နေရဟတ်ရင်နေနဲ့ပင်းမောတွေနဲ့ကိုကြီးကယ်ဆယ်ရေးတွေလုပ်ရမှာနော်စကိုင်းဆိုရင်လေရင်နေဟတ်ရင်နေပင်းမောတွေနဲ့ကယ်ဆယ်ရေးတွေလုပ်ရမှာအဲ့လိုကယ်ဆယ်ရေးတွေလုပ်ရမယ့်အစားမသိကြအောင်ဆောင်နေတယ် ဖြည့်ကျင်တာကအစိုးရအခုတိုင်းသူပြည်သားတွေတဘာဝဘေးအန္တရာယ်ခံစားရတော့ဘာမှကယ်ဆယ်ရေးတွေမလုပ်ဘဲနဲ့မတိကျောက်ဆောင်ရဟရင်နေတဲ့ပြည်သူကိုကယ်ရမယ့်စားလေရင်နေတဲ့ပြည်သူကိုကယ်ရမယ့်စားသစ်ဘောတွေတဲ့ပြည်သူကိုကယ်ရမယ့်စားဘာလုပ်လဲဆိုတော့တဏ္ဍာငံလုံးကိုဘုံလိုက်ကျဲတယ်ငလင်းလှုပ်နေတဲ့အချိန်မှာတော့တဏ္ဍာငံလုံးကိုဘုံလိုက်ကျဲတယ်စဉ်းစားကြည့် အခုဗလီပေါင်း90မိပါပြိုကြတယ်ပိတ်မိနေလို့အခုချိန်ထိကိုမကယ်စေရသေးရသေးတယ်ဗလီတွေအများကြီးပဲပိတ်မိနေလို့အသက်ဆုံးရှုံးသွားရတဲ့ပြည်သူတွေအများကြီးပဲဒါအစိုးရတည်းအနေနဲ့ဖြစ်တင်လားအခုချိန်မှာကဓမ္မကြီးတော်ဆန်းစိုးကြီးအုပ်ချုပ်တဲ့အစိုးရသာဆိုရင်ပြည်သူတွေအခုလောက်ထိ ဘလောက်တောင်ညီညွတ်ကြမလဲဘလောက်တောင်အခုအချိန်မှာဝိုင်းဝန်းမှုရောကယ်ဆယ်ရေးတွေလုပ်နေကြမလဲသူများနိုင်ငံတော်မလို့ဘူးကိုယ်နိုင်ငံနဲ့ကိုကိုကိုညီနိုင်တယ်ကယ်ဆယ်နိုင်တယ်ဗျာနော်တဝိုင်းတော်ဆက်စွတ်စွတ်ကြီးအုပ်ချုပ်တဲ့အစိုးရလာဆိုရင်အခုချိန်သူများနိုင်ငံတော်လာပြီးကိုယ်စရာကယ်စရာမလို့ဘူးကိုယ်နိုင်ငံကပြည်သူနဲ့ကိုအကုန်ပြီးတယ် ီချိန်မှာကုမဲ့ကဲမဲ့ပြည်သူတွေအများကြီးပြည်သူတွေကိုစေဝါကုသပေးမဲ့ကျမ်းမာရေးဝန်ထမ်းတွေလည်းအများကြီးဟမ်ပြီးအမေစုအစိုးရသာဆိုရင်ကဘာကအခုလောက်ဆိုပြေးလာတာမြင်လို့တော့ကောင်းမှာမဟုတ်ဘူးရောက်လာတာနည်းမှာမဟုတ်ဘူးခက်ခဲလှုပ်နေမှာနော်ကဘာတုံးကလာပြီးကဲတဲ့ကူတဲ့သူတွေတမိုင်းတော်အောင်ဆန်းသူကြီးအစိုးရသာဆိုရင်ခက်ခဲလှုပ်နေမှာ အခုမင်းအောင်လာကြီးစစ်တပ်ကလေရင်နဲ့လည်းမကူဘူးရရင်နဲ့လည်းမကူဘူးပေဝေါ်တွေလည်းလည်းမကူဘူးနိုင်ငံတကာကယ်ဆယ်ရေးတွေလည်းအခုဘယ်သူမှမလာကြဘူးအခုမှနိုင်ငံလေး၄6နိုင်ငံပဲလာတယ်ဒါတောင်မှပြည်သူတွေကိုတနာလုံးလို့လာတာမင်းအောင်လာကြီးစစ်တပ်ကိုချစ်လုံးလို့လာတာမဟုတ် တယ်ဆိုင်ကြီးတွေရှာလို့မရဘူးတဲ့ကဲအခုအခုငလင်းတံကိုခံရတဲ့ပြည်သူတွေကပြောကဲဆိုင်ကြီးတွေရှာလို့မရဘူးဘယ်ရှာလို့ရမလဲကဲဆိုင်ကြီးတွေအကုန်လုံးကိုဖမ်းဆီးထောင်ချခဲ့တယ်တပ်ပစ်ခဲ့တယ်ဖျက်ဆီးခဲ့တယ်ပေါ်တာတွေဆွဲခဲ့တယ်အခုမြန်မာနိုင်ငံမှာကဲဆိုင်ကြီးတွေရှာလို့မရဘူးအခုကဲဇာရေးတွေကိုဖုံးဆက်လို့ရတယ် ဟုတ်တယ်တလုံးဘာဆက်လို့မရဘူးတဲ့မနိုင်တော့ဘူးလေမနိုင်တော့ဘူးဒီလောက်ဒေတာ6ခုတောင်ပြည့်စည်ဆုံးရှုံးသွားတာဘယ်လိုလုပ်ကဲဇယ်ကြီးတွေကနိုင်တော့မလဲပြီးတော့ဒီကဲဇယ်ကြီးတွေကိုမဲရောက်လိုက်စစ်တက်ကကဲဇယ်ကွင်းပေးမထားဘူးကားလမ်းတွေမှာစောက်ပြီးဖမ်းတာတွေရှိတယ်ပေါ်တာဆွဲတာတွေရှိတယ်အဲ့တော့ကဲဇယ်ကြီးတွေကလည်းကြောက်ကြတယ်ဘယ်သူမှ လွတ်လွတ်လပ်လပ်မကဲရဲကြအောင်အခုပြိုတဲ့အစာဦးတွေအုတ်တွေကအရန်ကြီးတဲ့အတွက်ကြောင့်နော်ကရိန်တို့ဝန်ချီဆက်ရန်တရားကြီးတွေနဲ့ကဲမရမှာတော်ယုံတန်ယုံဆက်ကလေးရလေးတွေနဲ့ကဲလို့မရဘူးကရိန်တို့ဝန်ချီဆက်အကြီးစားကြီးတွေနဲ့ကဲမရမှာအခုအဲ့ဒါတွေကလည်းမြန်မာနိုင်ငံမှာငကိုရဲက မရှိတော့ဘူးလေအာနာသိန်းတော့အဲ့ဒါတွေအကုန်ဖြည့်စည်ခံရတယ်မရှိဘူးကဲအခုဖြည့်ဖြည့်ဆိုတော့တနိုင်ငံလုံးမှာကရိန်းနေလဲဘဲမှငှားလို့မရဘူးအဲ့လိုငှားလို့မရတဲ့အတွက်ကြောင့်အဆောက်အဦထဲမှာပိတ်မိပြီးသေတဲ့သူတွေအများကြီးပဲတချို့ဆိုကဲပါကဲပါသေတော့ပဲမခံနိုင်တော့ဘူးဒါပေမဲ့စက္ကရိယာတွေမရှိဘူးကဲဘူးပြီးတော့မဲအောင်လိုက်စက်တက်ကလည်းကဲဖို့ရောက်မလာစိတ်ထဲမှာကြောင့် ်အခုဖဖို့တို့ပြည်သူတွေကြည့်ကြည့်လိုက်ဘယ်သားမှသူတို့ကဲနေတာတွေ့လဲမကဲတဲ့အပြစ်ကိုတဏ္ဍာကံလို့ဘုံတော်ထက်ကျဲနေသေးတယ်ဒါကြောင့်တဘာဝဘေးဆိုတာထက်အချိန်မီမကဲစဲလို့အချိန်မီစေကုတမပေးလို့တည်တဲ့သူကပုံများတယ်အဲ့ဒါတော်တော်ဝမ်းနေစရာကောင်းတယ်ဘယ်အောင်လိုက်စတဲ့က သူတို့ကိုယ်တိုင်လည်းမကယ်သလိုကယ်တဲ့သူတွေကိုလည်းသူတို့စောက်ဖမ်းတာပေါ်တာဆွဲတာတွေလုပ်တယ်မန္တလေးမြို့မှာစာမွေးမွဲဖြစ်နေတဲ့အချိန်နော်ဖုံးကြီးတွေစာမွေးမွဲဖြစ်နေတဲ့အချိန်ဥလာသိန်းဗိမာန်ပြိုကျတာစာဖြစ်နေတဲ့တန်ဃာတော်80ဆက်ဆက်ကျော်အခုတိတ်ဆုံးတော့ဒါစရင်အတိအကျမဟုတ်သေးဘူး ဥလာသိမ့်ပိပပစာမုံးပဲဖြစ်နေတဲ့တန်းက600ကျော်ရှိအစာဦးပြိုကြလို့ပိတ်မိပြီးတော့အချိန်မီမကယ်နိုင်လို့ပြန်လွန်တော်မူသွားတာအပါ80ကျော်တယ်အချိန်မီမကယ်နိုင်လို့တော့တခါကြီးတော့ဆက်စုကြည့်အုပ်ချုပ်တဲ့အစိုးရသာဆိုရင်ဒါမျိုးဖြစ်မလားစဉ်းစားကြည့်ဖြစ်เสียအကြောက်ကိုမရှိဘူးအချိန်မီမကယ်နိုင်လို့ကဲဖုန်းကြီး ဆောင်ရွက်ဖြစ်နေတဲ့ဘုန်းကြီးအပါ80ကျော်ပြန်လည်တော်မူသွားတယ်